အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Liverpool X Vibe Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ် Okay let's go ကျွန်တော်တို့ရဲ့ journey to the title round number 6 Crystal Palace ရဲ့ Sehab Pat အိမ်ဝင်မှာကျွန်တော်တို့မြန်မာစံတော်ချိန်စနေနေ့ည8:00နာရီခွဲမှာတွားရောက်ရှင်းပြန်ကြရမှာပဲဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီလက်ရှိ Premier League ပြိုင်ပွဲမှာဆိုရင်ရှုံးပွဲလုံးဝမရှိသေးတဲ့အတင်းနှစ်တင်းအဖြစ်ကျွန်တော် Crystal Palace နဲ့ကျွန်တော်တို့ Liverpool အတင်းတို့ဖိတ်တိုက်တွေးဆောင်မဲ့ပွဲဖြစ်တယ်ပေါ့နော် ်ခရစ်စတယ်ပဲလီယာဆိုရင်ဒီရာသီမှာဆိုရင်နိုင်ပွဲနှစ်ပွဲရရှိပြီးတော့ဒီတရေ၃ပွဲနဲ့ရှုံးပွဲမရှိဆိုတဲ့စံချိန်ကိုရရှိထားပြီးတော့ကျွန်တော်လီဗာပူးအတင်းရတော့၅ပွဲကစားရမှာ၅ပွဲလုံးအနိုင်နဲ့လုံးဝယူ100%အနိုင်နဲ့ကိုရှုံးပွဲမရှိစံချိန်ရရှိထားတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်နံပါတ်6မှာ ပရီးမီးယားလိရဲ့ရှုံးပွဲမရှိသေးတဲ့နှစ်သင်းထိတ်တိုက်တွေးဆုံတဲ့အချိန်မှာတင်းမရမယ်ရှုံးပွဲကြုံပြီးတော့တင်းမရမယ်နိုင်ပွဲကိုရရှိသွားမလားဒါမှမဟုတ်နှစ်သင်းလုံးလည်း တည်ကြပြီးတော့ရှုံးပွဲမရှိဆိုတဲ့အတိုင်းမှာဆက်သွားအောင်မှာဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ကျွန်တော်လီဗာပူးအသင်းအနေနဲ့ကခရစ်စတယ်ပဲလီရဲ့ဆယ်ဟပတ်မှာနောက်ဆုံး၃ဂိမ်တွေ့ဆုံခဲ့ရမှာဆိုရင်နှစ်ကြိမ်နိုင်ပြီးတော့တစ်ကြိမ်တည်ကြခဲ့တယ်ပေါ့နော်ဆိုတော့ဒီလီဗာပူးအသင်းအနေနဲ့ဆယ်ဟပတ်မှာဆိုရင်ရလက်ကောင်းဆန်းဆောင်နိုင်တဲ့တစ်ချက်လေလေးတွေတော့တစ်ချက်တွေ့ရမယ်အာဒါခရစ်စတယ်ပဲလီရဲ့ အင်ဂွင်းဆဲဟပတ်ဆိုတာကတော့ဘယ်အသင်းအတွက်မှလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်တို့လီဗာပူးအသင်းနေနဲ့အနိုင်ခရီးလမ်းကိုပဲဆက်သွားနိုင်မလား။ဒါမှမဟုတ်ရင်ဒီဆဲဟပတ်ရဲ့မာကျောမှုနဲ့အတူတူအနိုင်ခရီးလမ်းနေရာဆက်သွားမလားဆိုတာကိုတစ်ချက်တော့စောင့်ကြည့်ရမယ်။အဲ့တော့ဒီကျွန်တော်တို့ပထမအဦးဆုံးနေနဲ့ Crystal Bailey အကြောင်းလေးကိုနည်းငယ်လေးပြောကြည့်အောင်ပေါ့နော်။ဒီ Crystal Bailey ဆိုရင်သူ့ရဲ့ အင်္ဂွေဆဲဘက်ကဆိုရင်လည်းဒီအင်္ဂလန်မှာဆိုရင်နာမည်ကြီးတဲ့ကွင်းတွေထဲမှာပါတယ်ပေါ့နော်ပရိတ်တအားပေးမှုအားကောင်းတယ်ပြီးတော့ပြိုင်မက်တွေကိုဖိအားပေးတဲ့ကစားဟန်တွေမျိုးလည်းရှိတယ်ပြီးတော့ဒီ Crystal Valley ရဲ့ကစားဟန်ဆိုရင်လည်းကျွန်တော်တို့ရှေ့ community ရှိပွဲမှာမြင်တွေ့ခဲ့ရတဲ့အတိုင်းပဲသူတို့တွေဒီဒီ Kansas Go 3 Bank နဲ့ကစားရတယ်ပြီးရင်သူတို့ရဲ့ခေါင်နာ attack တွေကလည်းတော်တော်လေးကိုဒုက္ခပေးနိုင်တဲ့ အရင်ချင်းမှာရှိတယ်ပေါ့နော်အထူးသဖြင့်တို့ရဲ့တိုက်စစ်မှာဆိုရင်မာတီတာတို့ရှိမယ်ဖွင့်လင်မှာဆိုရင်လည်းဒီဂလက်စနာရဲ့ရကီကောင်လေးလို့ခေါ်ရတဲ့ကာမာတာတို့ရှိမယ်နောက်တမဆိုရင်လည်းမန်ဂူဟီတို့ရှိမယ်ကိုသမားနီယာမှာဆိုရင်လည်းဒီဟန်နာဆန်တို့ရှိမယ်ပေါ့နော်ဒါတို့ရဲ့ဒီတောက်တိုင်ပလေယာတွေအခုချိန်ကြီးတော့ရှိနေသေးတယ်လို့ဆိုရမယ်ပေါ့နော် EZ တို့ပါတော့ထွက်သွားသည့်တာယောင်မှ Pistol ပေးလေးဒီပုံစံကောင်းကိုဟမ်းမပြတ်ပဲထိန်းထားနိုင်တယ်လို့ဆိုရမယ်ပေါ့နော်ဒါပေမဲ့ ကျွန်တော်တို့လီဗာပူးဘူးဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့လီဗာပူးကအကောင်းဆုံးချိန်နေခြေစွမ်းမျိုးမဟုတ်ဘူးဆိုရင်တော့မှအကောင်းဆုံးရလက်မျိုးကိုပုံဖော်နိုင်တဲ့အခြေချင်းမှာတော့ရှိနေတော့မယ်ခင်ဗျဒီကျွန်တော်တို့အနည်းဆက်ဆုံးနောက်ဆုံးကာလာဘောင်းကပ်ပွဲအစဉ်အပအဝင်ကျွန်တော်တို့နောက်ဆုံးခုနှစ်ပွဲလုံးကိုအနိုင်ရရှိခဲ့တယ်အပြီးတော့ဒီဂျာရကာလာဘောင်းကပ်ပွဲအစဉ်မှာဆိုရင်လည်းဒီခီးစားတို့ဘာလို့ဆိုရင်အရန်ခြေစွမ်းပြထားတာညင်ရတယ်ပေါ့နော်ဆိုတော့ဒီလာမဲ့ ပရီးမီးယားလိပွဲမှာရောခီစားတို့အနေနဲ့ပွဲကစားခြင်းရပြီးတော့ခြေစွမ်းဆက်လက်ပြီးပြနိုင်မလားဆိုတာကိုလည်းကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်။ဒါကျွန်တော်တို့လီဗာပူးတင်းရဲ့ပွဲထွက်နိုင်ခြင်းရှိတဲ့ကစားသမားစီးရင်ထပ်မံဒုတိယနေရာမှာတော့အလစ်စင်ဘတ်ကပဲပြန်ပြီးပွဲထွက်လာမှာဖြစ်ပါတယ်။ကျွန်တော်တို့ right back ကတော့ Bradley နဲ့ပဲပွဲဥထွက်လာမှာဖြစ်ပြီးတော့ Alexander ဘက်နှစ်ယောက်မှာဆိုရင်ကျွန်တော်တို့ရဲ့ Vargy နဲ့ Ivy ပွဲထွက်လာပြီးတော့ left back မှာတော့ Carcass နဲ့ပဲပွဲထွက်လာမှာလို့ကျွန်တော်ပြောတော့เนาะ။ Queen နဲ့ကစားသမား၃ယောက်ထဲမှာဆိုရင်တော့ ဒါအနိပြအိနေနဲ့က Everton နဲ့ပွဲမှာတုံးခဲ့သလိုမျိုးပဲ Brighton Van Superline Macalester သူတို့တုံးရောက်တွဲဝဲတုံးမလားဒါမှမဟုတ်ရင်လည်းတယောက်ယောက်လောက်ကိုအောက်ပြီးတော့ EM မြန်မာဖလုံနဲ့တွဲပြီးတုံးမလားပေါ့နော်ဘလို့အချင်းချင်းမျိုးနဲ့ပွဲထွက်လာမလဲဆိုတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်တိုက်စစ်သုံးအောင်တန်းနေရမှာဆိုရင်တော့ left wing မှာတော့ကိုရီကပ်ကိုတိတ်ချပြီးတော့ right wing မှာတော့မိုဆာလာဖြစ်မယ်ကျွန်တော်တို့ရဲ့အထောင်တိုက်စစ်နေရမှာတော့ EKDK အနေနဲ့ဒီရှေ့ အော်တန်နဲ့ပွဲမှာနှစ်ဝါတနီထိခဲ့တဲ့အတွက်ကိုဒီပွဲစဉ်မှာလွဲချော့မှာဖြစ်တယ်။ဒါကြောင့် Isak ပဲပွဲထွက်လာမယ်ပေါ့နော်။ဒါ Isak နေနဲ့ပွဲကစားချိန်မိနစ်90အပြည့်လုံးမကစားနိုင်သေးတဲ့အခြေအနေမျိုးမှာဆိုရင်ဒါကြီးစားနေနဲ့လေဒီခရာဘောင်းကမှာပြခဲ့တဲ့ခြေစွမ်းမျိုးတာသူဒီဒီပရီးမီးယားလိပွဲစဉ်ကစားခွင့်ရတဲ့အချိန်မှာကဆက်လက်ပြီးပြသနိုင်မယ်ဆိုရင်ပိုရီဂပူတို့ဘာလို့နေရာအတွက်စိန်ခေါ်စရာတွေဖြစ်လာနိုင်ငယ်ပေါ့နော်။ ဆိုတော့ခီစာနေနဲ့လည်းဒီပွဲစဉ်မှာပွဲကစားချိန်မိနစ်များများလေးရပြီးတော့ခြေစွမ်းပြနိုင်မယ်လို့လည်းကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်တို့ရဲ့တိုက်စစ်မူကြီးပီဆက်ပေါ့နော်ဒီခရာဘောင်းကပ်မှာသူ့အနေနဲ့အဖွင့်ကိုရအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးပြီဆိုတော့ဒီပရီးမီးယားလိမှာလည်းအဖွင့်ကိုရမလားဆိုတော့လည်းကျွန်တော်ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့ရဲ့ဒီခရစ်ဆယ်ပဲလီရဲ့ကစားဟန်းနေရောကျွန်တော်လီဗာပူးအသင်းရဲ့လက်ရှိကစားဟန်းနဲ့ခြေစွမ်းနေရောအနှိမ့်ချုပ်ပြီးတော့သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဒီပွဲစဉ်ရာဆိုရင်လည်းထုံးစံနိုင်မဲ့ခက်ခဲမဲ့လို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့လည်းဒီကျွန်တော်တို့ရှေ့ပွဲစဉ်ဒီမှာပြသခဲ့တဲ့စိတ်ဓာတ်တွေခြေစွမ်းပိုင်းတွေဟိုလာဆက်လက်ပြီးပြသနိုင်ခဲ့မှာဆိုရင်ကျွန်တော်တို့အတွက်ဒီဘလောက်ပဲခက်ခဲနေပါစေဘလောက်ပဲမာကျော်နေပါစေနောက်ဆုံးမိနစ်ရောက်တဲ့အချိန်မှာဒီအနိုင်ရလက်တွေဒီကျွန်တော်တို့အတွက်ပဲဖြစ်မယ်ဆိုတော့အဲ့ဒါမျိုးသားဒီပွဲစဉ်မှာတည်ဆောင်လာခဲ့မယ်ဆိုရင်တော့ဒီပွဲစဉ်ဒီကျွန်တော်တို့ကအနိုင်သုံးမှတ်တော့ မလွဲမသွေပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အမြင်အရဆိုရင်လည်းဒီပွဲစဉ်မှာခက်ခက်ခဲခဲနဲ့ကျွန်တော်တို့နှစ်ကိုးတကိုးဆိုတဲ့ရလာလောက်နဲ့အနိုင်ရရှိသွားမယ်လို့တုံ့တက်မိပါတယ်ပေါ့နော်ဒါဒီပွဲစဉ်ကအနိုင်ရရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီပရီးမီးယားလိချန်ပီယံပြည်လန်းကြောင်းကြီးကတော်တော်လေးဖြောင့်မှုသွားမယ်လို့ဆိုရမယ်ခင်ဗျာဘာလို့လဲဆိုတော့ဒီအပတ်ပွဲစဉ်မှာအာဆင်နယ်နေနဲ့နီးပါးဆယ်ရဲ့အင်ဂွင်စိန်ဂျင်ပတ်ကတော့ရောက်ရှိပြိုင်မှာဖြစ်တယ်ပေါ့နော်။ဒါအာဆင်နယ်ကဆိုရင် ဒီပွဲစဉ်ကလည်းလုံးဝဟိုပေါ်စားလို့မရဘူးပေါ်စားတာနဲ့သူတို့သုံးမှတ်လုံးအပြည့်ရော့သွားနိုင်တဲ့ပွဲစဉ်မျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အာဆင်နယ်အနေနဲ့ပွဲကြက်ကြုံနေတဲ့အချိန်မှာကျွန်တော်တို့ဒီဒီအနိုင်သုံးမှတ်ကိုသာအပြည့်အဝယူနိုင်ခဲ့မှာဆိုရင်စောစောစီးစီးအနေနဲ့ကျွန်တော်တို့ရဲ့ချန်ပီယံတို့သွားရခီးလန်းညာဖြောင်းဖြူးနေမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်ထပ်လောင်းပြီးတော့သုံးသပ်ပေးပြရစီပေါ့နော်ဒါကြောင့်ဒီပွဲအဆင့်ကိုဆိုရင်လည်းကျွန်တော်အနေနဲ့ကမဖြစ်မနေအနိုင်ရစေခြင်းနဲ့ ညီကိုရဲ့အမြင်ကရောဒီပွဲရလတ်ဘလို့ရလတ်မျိုးလေးတွေထွက်ပေါ်သွားမယ်လို့ထင်လဲအားလုံးရဲ့အမြင်လေးတွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်အဆုံးလေးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ